ေရမီဆိုတာလျော့တာပါတယ်ဗျာသံဃာစစ်ကုနေကုနေသရောသရှင်ရဲ့29ရက်စက်လ2025ခုစနေနေ့ဒီကံတန်ခါကိုရောက်ပြီးဝေယဝိသကိုအဲ့ဒီက90ခုကိုကျော်တယ်ဝင်းမအေးမြတ်တို့တို့ဤမင်္ဂလာပူဇော်ရန်ကုန်မြို့မှာဆက်ကတ်ကြမ်းပါတယ်ဗျာဆရာတော်ပြများအာနဝကမလူတော်ကြီးများကလည်းဆက်ကတ်ကြမ်းပါတယ်ဗျာကောင်းမှုကုသိုလ်ဆူဆူတွေမာဇိနိုင်ကဝေဥက္ကရဇတော် စိတ်ကိုကြတော့ဘုရားကြီးမှာအမှုမောနာတရားရှိနေပြီးပြီးဒီလက်ချပြီးပါရန်ဝိသေစွာယောက်ျားအပ်ပါဘုရားတဲ့ကျောင်းတော်အားလုံးဘောကောသာတိညီရအားကြောက်ပါဘုရားဩဃာသာဩဃာသာဩ ောင်းကြီး၍အသက်ကြီးစွာအနာမေလိဉာဏ်ကြီးခြင်းကြောင့်ကောင်းမှုမင်္ဂလာဖြစ်ပါစေခြင်းချေယောငါတရားယတနာတရားယေနာသနာဟာယေနာတိဟုသောယေနာမြတ်သောမဆရာသမားတို့ကို ရောယသောကောမူကံစေရနာတို့ကြောင့်ဘိယံအသွဲသွဲအန္တရဟုသံများတို့ကင်းစင်လျက်အလဲရှိခြင်းရုပ်ရည်စင်ကြည်လင်သံရှင်ခြင်းချမ်းသာခြင်းခွန်အားကြီးခြင်းတိဟုသောအကျိုးတရားနှင့်တကားမိမိတို့လူရှိရသောသူမြအပေါင်းနှင့်ပြည့်စုံကြပါစေ။ Mayam Bandi Dandara Uda Dukado Mosanathaya Tidarani Nadaha Bensa Dila Samadhi Yama Desadiyam Desadiyam Dhammanyunya Dhammanyunya Ubhimya go Ubhimya go Veshabhidya Veshabhidya Kayamya Sigami kuvadadi Sigami kuvadadi Ileta besya Ubhimya go Veshabhidya Veshabhidya Kayamya Kayamya ိကမိခောပါတတိမိကမိခောပါတတိကောင်းစွာလည်းကျင်းကောင်းစွာလည်းကျင်းတသင်ဟောကြမေမြာကိုမေမြာကိုေရှာပိတေရှာပိတံသံမြတ်သံမြတ်ိကမိခောပါတတိိကမိခောပါတတိအလုံးတတဝါအလုံးတတဝါမတ္တပါ သိခာထိမ္မာမိသိခာထိမ္မာမိသူပိုင်ဥစ္စာသူပိုင်ဥစ္စာမယူပါမယူပါသိခာထိမ္မာမိသိခာထိမ္မာမိသူမြေအိယာသူမြေအိယာမကျူပါ

예, 아름다리 거기야. 나루 나루 나루. 가이냐 허리. 나리 나리. 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 နေ့တ1389ခုနတ်ဒေါ်လာဇန်10ရက်နေ့ကိုကျော်စင်ဝင်းမအေးမြတ်မြတ်သူတို့ရဲ့မင်္ဂလာဥဆောင်သူဖြစ်ပါတယ်မင်္ဂလာဥဆောင်လူမမီတို့လူတန်းနဲ့ဆန်းစားတဲ့လူဘဝထုများရည်စက်ချမလူတန်းမီနမောရဏတရားအနေငယ်ဟောမယ် ဒွန္ဒာဒွန္ဒာသစ္စရံတိပါရမီတဟသာရိနောဒုခိတာဒုခိတေဟွန်တိဒုခိတာဒုခိတေတရာပါရမီတဟသာရိနောရှေးကြောင်းရေစေမေတ္တာဆက်၍နိတ္တကြည်နုပါရမီပြည့်ဝနှုရုတ်တိ ထွန်သာဒွန်သာလူနိုင်လဲဆုံးသာလဲဆုံး၍ရွေဘုံရိပ်ဆံတိရိဆံလဲမောင်နှံတွဲကြကုန်လည်းရဲ့သင်္ဇရံဒီတွေ့ရဘုံတဲ့ကြုံသမြဲမှုစုံတွဲမကွေးခြင်းလဲကြလီကုန်၏ဒုက္ခိတေจิตုတယောက်ဒုက္ခရောက်သည်ရှိသော ဒုက္ခိတဟွန်တိအလျင်မခွဲအတင်းတွဲလျက်အညင်းစေတံအချင်းခဏလေးကုန်၏ဒုက္ခိတေချစ်သူတယောက်ချမ်းသာရောက်သည်ရှိသောဒုက္ခိတာတရာကိုစိတ်လန်းစွာစံပမာတို့လျံငါအတူချမ်းသာတော်မူရလေကုန်တည်းအာသာ ဟာကဘုံမီတို့မရာဘုရားမဟာကန္နယံဆရာတော်ဘုရားကြီးကပါရမီဖြည့်ပတ်တို့ရဲ့တဘာဝကိုပြထားတဲ့တရားဖြစ်ပါတယ်ပါရမီဖြည့်ပဲဆိုတာနိဗ္ဗာန်ရောက်ကြောင်းဒါနစတဲ့ကုသိုလ်ကောင်းမှုတွေအတူတကွလောကီဆောင်ရွက်ကြတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်လောကမှာတရားနဲ့တရားတွေ့ဆုံးလို့ရှိခင်မေတ္တာဝင်ရတဲ့ပုဂ္ဂိုလ်တွေမှာတချို့ကြတော့လဲအဲ့ဒါလို့ ဖန်ပါရမီဖြစ်ပဲဖြစ်ကြတယ်။တချို့ကြတော့လေလူလောကမှာပုံတော်ပုံညာလာပြီးတော့တွေ့ကြတဲ့ပုံကိုယ်တွေဖြစ်တယ်။ဒီရည်ကြီးတာကတော့ပါရမီဖြစ်ပဲဖြစ်ဖို့အရေးကြီးပါတယ်။အဲ့တော့ပါရမီဖြစ်ပဲဖြစ်ဖို့ရာဘယ်လိုအရေးချင်းနေနဲ့ပြည့်စုံအောင်မှာလဲလို့ဆိုတော့ပါရမီသာဇာတိနောရှေးကြောင်းရည်စေမေတ္တာဆဲ၍နှစ်သက်ကြီးနုပါရမီဖြစ်ပဲနှစ်ဦးတို့သည် ရှေးဘဝကပါရမီတွေအတူဖြည့်လာတော့ချစ်ချစ်ငင်းငယ်နဲ့နေထိုင်ခဲ့ကြတော့ယခုဒေရီဆောင်လဲမောင်နှံဒေရီဆောင်လဲမောင်နှံတွဲကြကုန်လဲရဲလူဖြစ်ပြန်ရင်လဲပါရမီဖြည့်ပဲ့ဒီဆိုတာစုံလွဲစုံပဲဖြစ်ရတယ်တဲ့ပါရမီကုသိုလ်တွေကနေဖန်တီးပြီးတော့ပေးလိုက်နတ်ပြည်ပြန်ရင်လည်းနတ်ပြည်မှာဇုံရဲဇုံရဲဖြစ်ကြရတယ်တွေ့ရဘဝမှာ တူနဲ့တူမေတ္တာကြီးမားစွာနဲ့ပါရမီတွေကိုအတူတကွဖြည့်ကြရတယ်တဲ့။ဒါကြောင့်လူဖြစ်လဲစုံတွဲနတ်ဖြစ်လဲစုံတွဲဒီလိုဖြစ်တတ်ပါတယ်တဲ့။ဒါပါရမီဖြစ်တဲ့သူဖြစ်ပဲသူရဲ့သဘာဝ။နောက်တစ်ခုကဒုက္ခိတေจิตုတရားဒုက္ခရောက်သည်ရှိသောဒုက္ခိတာဝန္တိအလယင်းမခွဲအတင်းတွဲလျက်အညင်းသက်တံအစင်းရဲ့ခံရလေကုန်၏။ အဲ့ဒီဘာရမီဖြစ်ပဲဒီဆိုတာတယောက်ဒုက္ခရောက်တယ်ဆိုရင်ပြန်တဲ့တယောက်ကခွဲခွာမသွားပဲအဲ့ဒီဘာရမီဖြစ်ပဲနဲ့အတူဆင်းရဲဒုက္ခကိုခံစားပြီးတော့သွားကြပါတယ်တဲ့လောကမှာတချို့ဘာရမီဖြစ်ပဲမဟုတ်တဲ့ပုံကိုယ်တွေကြတော့ဒီအမျိုးသားပဲမဖြစ်ဖြစ်အမျိုးသမီးပဲမဖြစ်ဖြစ်တခုဒုက္ခရောက်နေပြီယောဂါတွေဖြစ်နေပြီဆိုရင်ပြစ်ခွာပြီးတော့သွားတတ်တာရှိတယ်အဲ့ဒါတော့ဘာရမီဖြစ်ပဲမဟုတ်တဲ့ပုံကိုယ်တွေပေါ့ ဘာဖြစ်ဖြစ်ပဲပုံကိုယ်တွေကတော့တရားဒုက္ခရောက်နေပြီဆိုရင်ခွဲခွာမသွားပဲသူနဲ့အတူမျှပြီးတော့ဆင်းရဲဒုက္ခကိုခံပါတယ်တဲ့ဒါဘာဖြစ်ဖြစ်တို့ရဲ့လက္ခဏာဒုက္ခိတေจิตုတရားချမ်းသာရောက်ပြီးရှိတော့ဒုက္ခိတာတရာကိုစိတ်လန်းစွာစံပမာတို့လျာငါအတူချမ်းသာတော်မူကြလေကုန်၏ဦးချမ်းသာတယ်ဆိုရင်လည်းအဲ့ဒီချမ်းသာဒုက္ခကိုကိုတရားထဲမခံစားပဲ ကိုယ့်ရဲ့ပါရမီဖြည့်ပဲနဲ့အတူတွဲပြီးတော့ခံစားတယ်လို့ဒီလိုပြပါတယ်။အေးဒါကြောင့်မိမိတို့ဇနီးမောင်နှံရဲ့လို့ဖြစ်လာတဲ့အခါမှာဒီပျော်ရွှင်မှုတွေကိုပြင်ပမှာမရှာနဲ့။မိမိတို့မိသားစုတွင်မှာပျော်ရွှင်မှုကိုရှာရတယောင်နဲ့တယောက်ချစ်ချစ်ငင်ငင်နေတိုင်းလို့တယောက်နဲ့တယောက်ချစ်ချစ်ငင်ငင်ပြောဆိုဆက်ဆံလို့ တယောက်မှာအပြစ်ရှိလာရင်လည်းတယောက်ကခွင်လို့လို့ဒီလိုနေထိုင်သွားရအဲ့တော့မိမိရဲ့မိသားစုအတွင်းမှာပဲပြုတ်ပြုတ်ပါပါနေသွားရဒါပါရမီဖြည့်ပဲတို့ရဲ့သဘောပါရမီဖြည့်ရမဟုတ်တဲ့ပုဂ္ဂိုလ်တွေကြတော့အိမ်အောင်ကြပြီးတဲ့နောက်တော်လေးနှစ်ကြာလာရင်ဒီကိုယ့်ရဲ့အိမ်အောင်ဘက်ပေါ်မှာစိတ်ကရိုးသလိုဖြစ်သွားတယ်ရိုးသလိုဖြစ်သွားတော့အတေးဆန်းရှာကြတာပေါ့လေခုခေတ်ကလည်းလူငယ်တွေပြည့်စည်ရပြည့်စည်ကြောင် စီပွားရေးလုပ်နေကြတာတွေကလည်းအများကြီးပဲလေ GDP တို့ကလပ်တို့ဆိုတာတွေဒါလူငယ်တွေဖြည့်ဆည်းနေတဲ့နေရာတွေအဲဘုန်းကြီးတို့ဒါလူအခွင့်အရေးမဟုတ်ဘူးအခွင့်အရေးမဟုတ်ပဲနဲ့ပေးထားတာအဲ့ဒါလူငယ်တွေဖြည့်ဆည်းတဲ့နေရာဌာနကြီးဒီအဲ့လိုဌာနတွေမရောက်ဘူးအရေးကြီးတယ်အဲ့တော့လူငယ်တွေဖြစ်စီရဌာနရောက်သွားရင်ဒါမိမိတို့ရဲ့အိမ်တော်ကြီးဟာဖြစ်စီပြီးတော့သွားနိုင်တယ်ဒါပါရမီဖြည့်ရတူရဲ့လက္ခဏာလည်းမဟုတ်ဘူးဒါကြောင့်မိမိတို့ပါရမီဖြည့်ပဲ့ ဖြစ်ဖို့ရာအရေးကြီးတယ်။ဒါကြောင့်ပါရမီဖြစ်ပေတယ်ဆိုရင်ဒုက္ခရောက်ရင်လည်းအတူတကွဒုက္ခကိုတွဲပြီးတော့ခံစားတယ်။သံသာဒုက္ခရတယ်ဆိုရင်လည်းကိုတယောက်တည်းခွဲပြီးတော့မခံစားပဲမိမိရဲ့ပါရမီဖြစ်ပေတဲ့အတူပဲခံစားပြီးတော့နေပါတယ်တဲ့။ဒါကြောင့်မိမိတို့ပါရမီဖြစ်ပေဖြစ်အောင်ကြိုးစားပြီးတော့သွားရမှာဖြစ်ပါတယ်။ကဲအဲ့ဒါလေးတွေဆောင်ဖို့ဆိုရအောင်လူနိုင်ဖြစ်လေလူနိုင် အစုံတွဲစုံတွဲရှင်မြေပါရမီလူနိုင်ဖြစ်လက်အစုံတွဲစုံတွဲရှင်မြေပါရမီရှင်လူဖြစ်ပြရင်လည်းပဲအစုံတွဲပြီးတော့မိမိတို့ပါရမီကုသိုလ်တွေကိုပြုလုပ်ကြပါတယ်တဲ့ဒါနာပါရမီသီလပါရမီစတဲ့ဒီလိုပါရမီတွေကိုမိမိတို့အတူတကွာဖြည့်ကြတယ်ဒါရင်ဆင်းပြီးဆက်ဆိုရအောင် ုက္ခဆင်းရဲဒုက္ခဆင်းရဲတွေ့ပြုံလဲတွေ့ပြုံလဲမခွဲမခွာပြီးမခွဲမခွာပြီးဒုက္ခဆင်းရဲဒုက္ခဆင်းရဲတွေ့ပြုံလဲတွေ့ အခွဲမခွာပြီးမခွာပြီးဒီအကြောင်းအားလေးတော့ဆိုတာဒုက္ခတွေ့လာတဲ့ဆိုရင်လေတဲ့ဗာဒမီဖြစ်ပဲတဥ္မာဒုက္ခတွေ့လာရင်အခြားဗာဒမီဖြစ်ပဲတဥ္ကခွဲခွာမသွားဘူးတဲ့အတူတော့ကမြတ်တာပြီးတော့ခံစားတယ်။ကဲဆက်ဆိုရအောင်ချမ်းသာဒုက္ခချမ်းသာဒုက္ခဝိညုံကဝိညုံကဝိညာခံစားသည်ဝိညာ သာတိသံသာဒုက္ခသံသာဒုက္ခဝိညုံကဝိညုံကဝေမြခံစားသည်ဝေမြခံစားသည်အေလူလောကလူဘဝရောက်လာတဲ့အခါဘဝခီးကြီးကိုတယောက်တည်းမလျှောက်လန်းရင်ရတဲ့အတွေ့အကြုံမိမိတို့မိသားစုဘဝလေးတည်ထောင်ပြီးတော့လူလောကမှာချမ်းချမ်းသာသာနဲ့အဲလူလောကခီးကိုရှောက်တန်းညီညာတဲ့အတွက်ကြောင့်ယခုလို လက်ထမင်္ဂလာပြုကြခြင်းဖြစ်ပါတယ် အဲ့လိုလက်ထမင်္ဂလာပြုလိုက်တော့ဒီအမျိုးသားရဲ့အပေါ်မှာလဲတာဝန်တွေဝတရားတွေဆိုတာကြာရောက်လာတယ်အမျိုးသမီးအပေါ်မှာလဲတာဝန်တွေဝတရားတွေဆိုတာကြာရောက်လာတယ်အဲ့ဒီတောင်းဝတရားတွေကဘသူကပေးတာလဲမိဘကပေးတာလားမဟုတ်ဘူးဆရာသမားတွေကပေးတာလားဒီလိုလည်းမဟုတ်ဘူးမြတ်စွာဘုရားရဲ့အမိန့်နဲ့လိုရတာလားဒီလိုလည်းမဟုတ်ဘူးတဘာဝအလျောက်ကိုကဝတရားတွေဆိုတာမိမိတို့အပေါ်အကြောက်လာတယ် အဲ့ဒီမှာဘုန်းကြီးတို့အမျိုးသားတွေရဲ့ဝတ္တရားဆိုတာငါးမျိုးရှိပါတယ်ဒါကြားဘူးကြတာလည်းများပါလိမ့်မယ်မြတ်စွာဘုရားကဒီ၅ပါးကိုအပြည့်အဝထုတ်ပေါ်ပြီးတော့ပြတယ်အဲ့တော့၅ပါးကိုမြတ်စွာဘုရားတပည့်ကံဉာဏ်တော်ကြီးနဲ့မြင်ပြီးတော့အပြည့်အဝထုတ်ပေါ်ပြီးတော့ပြတယ်အဲ့တော့အမျိုးသားဘက်ကဒီဝတ္တရား၅ပါးပြည့်စုံမယ်ဆိုရင်အိမ်တော်ကြီးတွေတာယာသွားမယ်လို့မြတ်စွာဘုရားမြင်တော်မူပါတယ်အဲ့တော့ဘယ်လိုဝတ္တရားတွေလဲဆိုတော့ တမ္မာနနာယတဲ့ဟောကုချစ်ခင်လို့လက်တွဲပေါ်အဖြစ်ရွေးချယ်လာတဲ့မိမိရဲ့ဇနီးအပေါ်မှာမျက်နှာဝမယ်တဲ့မျက်မျက်နုံနုံရှိရမယ်မျက်မျက်နုံနုံနဲ့ဆက်ဆံရမယ်အေးဒါကမင်္ဂလာဥက္ခာရင်လားဆိုတော့မဟုတ်ဘူးတို့မင်္ဂလာဆောင်တယ်မင်္ဂလာဆောင်တယ်လို့ပြောကြတာမင်္ဂလာဆိုတာတည့်ရဲ့ထဲဆောင်ရမှာမဟုတ်တက်တက်လုံးဆောင်သွားရမှာသူနဲ့ကိုနဲ့ဒီတိုင်းနဲ့အတွက်မှာချမ်းသာဒုက္ခရအောင် မင်္ဂလာတရားတွေကျင့်သုံးသွားမှာဖြစ်တယ်။ဒါကြောင့်တမန္နာယမြတ်မြတ်နုနုနဲ့ဆက်ဆံပါ။အနဝမန္နာယအထင်သေးအမြင်သေးမလုပ်ပါနဲ့။တရားတွေတချို့လည်းများတယ်ရပြည့်ရင်နင်းတို့အမျိုးကပဲလို့ငါတို့အမျိုးကပဲလို့ဆိုပြီးတော့တစ်ဖက်သားအထင်သေးတဲ့စကားတွေပြောတတ်တယ်။ဒါကြောင့်အဲလိုအထင်သေးပြီးတော့ရှုံချတဲ့သဘောလည်းမရှိပါစေနဲ့။နောက်အနတ္တိစရိယာယတဲ့။အိမ်တော်ကြီးမဖောက် ပြန်มาနေဒီအိမ်တော်ကြီးပေါက်ပြန်လာလူလောကမှာအဆိုးဆုံးပဲတော့မိမိတို့အိမ်တော်စုပြည့်စည်သွားနိုင်မပြည့်စည်ရင်လည်းအိမ်တွင်းမှာပူလောင်ပြီးတော့နေရတတ်တယ်ဒါကြောင့်အိမ်တော်ကြီးကိုဘယ်တော့မှမပေါက်ပြန်มาနဲ့တချို့လူလောကထင်တတ်တယ်လေအဲ့လိုအိမ်တော်ကြီးပေါက်ပြန်ဝင်ရနေတာကိုအခွင့်အရေးလို့ဒီလိုထင်တာတကယ်တော့အခွင့်အရေးမဟုတ်ဘူးမရတဲ့အခွင့်အရေး မရတဲ့နယ်အခွင့်အရေးကိုယူရင်ရတဲ့နယ်အခွင့်အရေးတွေလက်တွတ်ပြီးတော့သွားတတ်တယ်ဒါကြောင့်အမျိုးသားဘက်ကလည်းအိမ်တော်ရေးမပေါက်ပြန်ပါနဲ့တဲ့လားမြတ်စွာဘုရားညွှန်ပြပြီးတော့ဣန္ဒရိယဝတ္တကိနာတဲ့ကိုစီးပွားလှုပ်လာလို့ရလာတာတွေကိုအဲဇနီးဖြစ်တဲ့ပုဂ္ဂိုလ်ကထိမ့်ချုပ်ပြီးတော့ထားတာဒါကြောင့်သူသူ့ကိုအားရမယ်တဲ့ပြီးတော့လင်္ကာရနုက္ကရာနေနာအစင်တန်းသာဆင်ရအောင် စင်တန်းသာဆင်းလဲဆိုတာကဘုန်းကြီးတို့ဒါကဟိုမေတ္တာရဲ့သင်္ကေတကိုပြတာဟိုသူမဟာရာဘာလို့ဘာနဲ့သူကြိုက်တဲ့အရာတွေစားနိုင်တယ်သူကြိုက်တဲ့အရာတွေဝယ်ပြီးတော့ဝတ်နိုင်ဒါပေမဲ့လို့ကိုကမြတ်နိုးတဲ့သင်္ကေတအနေနဲ့မေတ္တာသင်္ကေတအနေနဲ့တဲ့ကိုကခီးသွားတယ်ဆိုပါတော့ခီးရပြန်လာရင်အဲ့ဒီရတ္တိတာကထူးတဲ့စားတဲ့ပစ္စည်းလေးတွေအဝတ်အထည်လေးတွေဒါတွေလည်းဆောင်ပေးရတယ် လက်ဆောင်ပေးတယ်ဆိုတာတစိမ့်မှပေးရတာမဟုတ်ဘူးကိုယ့်ရဲ့ဇနီးမယားကိုလည်းပေးရတယ်အဲ့လိုဆိုတော့ဘုရားဘက်ကလည်းကျေနပ်သွားတာပေါ့ဟေးဒါမေတ္တာဓာတ်တွေတူးနဲ့တူးကူးဆက်ပြီးတော့သွားတာပေါ့ဒါကြောင့်လက်ဆောင်ဆိုတာပေးရဥပမာပြန်မွေးနေ့ရောက်လာပြီဆိုရင်မွေးနေ့လက်ဆောင်ဆိုပြီးတော့ဟိုလောကကြီးရာဓမ္မကြီးရာနဲ့ပတ်သက်တဲ့စာအုပ်ကလေးတွေပေါ့ဒီတို့မြန်မာတွေကစာအုပ်လက်ဆောင်ပေးတာနည်းတယ်နော် ပေးတယ်ဆိုရင်တော့ပစ္စည်းဝတ္ထုတွေပဲပေးကြတာပါပဲလက်ဆောင်လက်ဆောင်ဆိုပြီးတော့စာပေကိုပေးတာနဲတယ်အေးတို့အခြားဘာသာတွေကြတော့စာပေကိုသိပ်ပြီးတော့ဝေကြတို့တို့ဘာသာတရားနဲ့ပတ်သက်ပြီးတော့ခရိယာလေးဆိုရင်တာမကျမ်းစာတွေအများကြီးရိုက်ပြီးတော့ဝေကြခရစ်သမန်နီးပြီးဆိုရင်စာအုပ်မဟုတ်ဘူးမယ်စာရွက်ခရီးတွေလိုက်ဝေကြတာသူတို့ခရိယာမဟုတ်ဘူးမယ်ဗုဒ္ဓဘာသာအင်္ဂလိပ်လည်းရောက်တယ်အဲ့တော့သူတို့ကသူတို့ရဲ့စာပေတွေပြန်ပေါ်အောင်ဒီလိုလုပ်တာဒါကြောင့် တို့လက်ဆောင်ပေးတဲ့နေရာမှာစာဟုတ်စာပေးလက်ဆောင်ပေးတာအလွန်ကောင်းနေပေဒါကြောင့်အဲဒါလို့ဘောကကိုရမွေးနေရောက်လာရင်ဇနီးကိုဖတ်တင်တဲ့စာအုပ်ကလေးတွေလက်ဆောင်ပေးလို့ပြန်မရင်းနဲ့ပတ်သက်တာယဉ်ကျေးမှုနဲ့ပတ်သက်တာဘာသာတရားနဲ့ပတ်သက်တာဒီလိုစာအုပ်ကလေးတွေပေးရတယ်။အေးဒါကြောင့်ဒါလက်ဆောင်ပေးတယ်ဆိုတာဒါတဦးနဲ့တဦး ချစ်ခင်မူမေတ္တာတွေခိုင်မြဲသွားအောင်တိုးတက်သွားအောင်လုပ်တာပဲပစ္စည်းကအဖို့မတန်တော်လည်းပဲဒီပစ္စည်းလေးကမေတ္တာရဲ့သင်္ကေတဖြစ်တဲ့အတွေ့အကြောင်းဒါလက်ဆောင်ပေးရမယ်တဲ့လားမြတ်စွာဘုရားကဒါဝတ္တရား၅ပါးဆိုပြီးတော့ပြထားတယ်နောက်တစ်ခုကြတော့ဘုန်းကြီးတို့ဒီဇဏိဘက်ကလည်းပဲ၅မျိုးရှိတယ်တဲ့ဇဏိဘက်က၅မျိုးက သူကသူတံဝိဟိတကမ္မန္တာအိမ်မှုကိစ္စတွေနဲ့ပတ်သက်ပြီးတော့စီမံခန့်ခွဲထားရတယ်။အမျိုးသားဖြစ်တဲ့ပုဂ္ဂိုလ်ကစီးပွားရေးရှားလာတဲ့အခါအဲ့ဒီရလာတဲ့စီးပွားရေးတွေကိုတဲ့အမျိုးသမီးဖြစ်တဲ့ပုဂ္ဂိုလ်ကအစီမံခန့်ခွဲထားရမယ်တဲ့။ပြီးတော့ဒေငိဟိတပရိဇနာတဲ့ဖေကံချင်းမြောက်တိုက်တဲ့ပုဂ္ဂိုလ်တွေကိုဖေကံချင်းမြောက်တိုက်ပေးရတယ်။မိဘပေါ့မိဘဆိုနှစ်ဖက်သောမိဘ။ အဲ့တော့ဇနီးမယားဖြစ်တဲ့ပုဂ္ဂိုလ်ကနှစ်ဖက်ကိုမျှမျှတာတာဘေးတရရတယ်။အကိုအမျိုးတွေကြီးကိုမိဘတွေကြီးပေးပြီးတော့အဲတစ်ဖက်ကမိဘတွေကိုမပေးဘူးဆိုရင်အိမ်ကောင်ကြီးအဆင်မပြေတော့ဘူး။ဒါကြောင့်ဇနီးဖြစ်တဲ့ပုဂ္ဂိုလ်ကဒါပေးတော့မယ်ဆိုရင်ကိုမိဘပဲဒါလောက်ပေးတယ်ဆိုရင်အမျိုးသားမိဘအတွက်လည်းဒါလောက်ပေးရတယ်။အဲ့ဒီထဲမှာတို့တင်္ဂါဆရာတော်ကြီးကလျော်စွာဖြန့်ချီလို့ဒီလိုဆိုထားတာ။အဲ့တော့လျော်အောင်တင်းလျော်အောင်လုပ်တတ်ရတယ်။ ်ရေရတော်မိဘပေးရင်သူမိဘကိုမိဘညီညွတ်အောင်သူဆွေမျိုးကိုဆွေမျိုးညီညွတ်အောင်အလုံးသမားတွေစသဖြင့်တင့်တော်တဲ့ချင်းမြောက်မှုတွေကိုလုပ်ပြီးတော့ပေးရမယ်တဲ့ပြီးတော့အနတ္တိစာရိနီအဲ့တော့မြို့သမီးဘက်ကလည်းအိမ်တော်ကြီးဖောက်ပြန်မှုမဖြစ်ပါစေနဲ့တဲ့ဒါကတော့အရေးကြီးလို့ညဇောဘုရားကအမျိုးသားကိုရောအမျိုးသမီးကိုရောညဇောဘုရားမှာသွားတာအိမ်တော်ကြီးဖောက်ပြန်နေဆိုတာအလုံးအောက်တန်းကြရတဲ့အလုံး အလွန်လူယုံမုန်းတဲ့အလုပ်ဖြစ်တယ်တဲ့အေးဒါကြောင့်ဒီကိစ္စကလေးကိုတော့ရှင်အထူးတည်းပဲစောင့်ကြည့်ပါလို့ဆိုလိုပါတယ်ပြီးတော့ဓမ္မတန်စအနုရခတိတဲ့ရှာဖွေလို့ရလာတဲ့စီးပွားဥစ္စာတွေကိုလုံခြုံအောင်တိုးပွားအောင်လည်းစောင့်ရှောက်တတ်ပါစေတဲ့တက္ကသဟောဒီတဘကိစ္စလူတဲ့အိမ်မှုကိစ္စတွေမှာ မပြင်းမရည်ကြွညာကျင်ညာလောက်ကန်ဆောင်ရွက်တတ်ရမယ်လို့ဒီလိုမြတ်စွာဘုရားဒီဇနီးမယားရဲ့ဝတ္တရားဆိုပြီးတော့ပြတာပါတယ်အဲ့တော့အမျိုးသားဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းမိမိဝတ္တရားအတိုင်းနေသွားရင်အမျိုးသမီးဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းမိမိဝတ္တရားအတိုင်းနေသွားရင်ဒီအင်းတော်ကြီးဟာအလွန်သားရတာပေါ့ဒီမိမိတို့မွေးဖွားလာမဲ့သားသမီးတို့ကိုလည်းနီလံပေးတာရောက်တာပေါ့ဒါကြောင့်အဲ့ဒီ၅မျိုးထဲမှာအရေးအကြီးဆုံးဖြစ်တဲ့ အိမ်အောင်ရေးထောက်ပြန်မှုကိုအထူးသတိပြုပြီးတော့ရှောင်းပါတရားရောက်ကအိမ်အောင်ရေးထောက်ပြန်ရင်အိမ်အောင်မှာကွဲသွားတတ်တယ်မကွဲရင်လည်းပဲမိမိတို့အိမ်တွင်းရေးတွေပူလောင်တတ်တယ်သားကောင်းသမီးကောင်းတွေလည်းမရနိုင်ဘူးဒါကြောင့်အိမ်အောင်ရေးထောက်ပြန်မှုကိုအထူးသဲလည်းထိန်းသိမ်းဆောင်ရှောက်ပြီးတော့သွားမှာဖြစ်ပါတယ်ဒါမျိုးဆိုဘုရားဟောတဲ့လင့်ခြင်းကိုမရခြင်းကိုများဖြစ်ပါတယ်အဲ့ဒါကိုဘုန်းကြီးတို့ ဆရာတော်ဘုရားကြီးကသောင်းမုတ်ကလေးတွေအဲသူကသောင်းမုတ်လင်္ကာလေးတွေရေးသွားတယ်လင်္ကာဆရာတော်ကြီးကရေးသွားတာအဲအဲ့ဒါလေးတွေတစ်ခေါက်စီလောက်ဆိုရအောင်မထီမဲ့ပြင်းအနှင်းဥစ္စာအနှင်းဥစ္စာမိစ္ဆာမမမိစ္ဆာမမဝုစာစင်ရင်ဝုစာစင်ရင်ညနှိုးခြင်းညနှိုးခြင်းငါအင်းလင်းခြင်းရာငါအင်းလင်းခြင်းရာ းဒါလင်ကျင်းရမယ်ဝတရား၅ပါးတဲ့မိမိရဲ့အိမ်တော်ဘက်အပေါ်မှာတဲ့မလေးမစားမလုပ်ပါနဲ့တဲ့ရလာတဲ့စီးပွားဥစ္စာတွေကိုယုံယုံကြည်ကြည်နဲ့အနှင်းပါတဲ့အိမ်တော်ရင်ဖောက်ပြန်မှုကိုမပြုပါနဲ့အအဝအစားစားတဲ့ပေးတဲ့အခါမျိုးမှာလက်ဆောင်ပေးပါ မျက်နှုံးမှုလည်းရှိပါလို့ဒီလိုမျိုးဆိုပါဗျာမိန်တော်မူပါတယ်ဒါကြောင့်မျိုးသားဖြစ်တဲ့ဘူဂျောဇင်ဝင်းကလည်းမြတ်စွာဘုရားညွန်ပြတဲ့ ဘုရား၅ပါးကိုအပြည့်အဝကျင့်သုံးသွားရမှာဖြစ်ပါတယ်။ကံဆက်ဆိုရအောင်အိမ်တွင်မှုလို့အိမ်တွင်မှုလို့ဒိဋ္ထုတ်သေးချာမိစ္ဆာခြင်းရှောင်းမိစ္ဆာခြင်းလျော်အောင်ဖြန့်ချိလျော်အောင်ဖြန့်ချိယင်းဤမမူယင်းဤမမူဝန်၅စုဝန်၅စုအိမ်သူခြင်းအစွာအိမ်သူခြင်းအစွာဒီဒါကဇနီးမယားရဲ့ကျောင်းဝတ္တိဖြစ်တယ်မိမိအိမ်တွင် အလုပ်တွေမှာကျွမ်းကျင်ရမယ်အဲစီမံခန့်ခွဲတတ်ရမယ်ရလာတဲ့စီးပွားဥစ္စာတွေကို မပြောင်းမပြဲရအောင်တိုးပွားအောင်မိမိတို့ထိမ့်သိမ့်ခံရမယ်။ဒီနောင်ရဲ့ဖောက်ပြန်မှုကိုလုံးဝမပြုပါနဲ့။ရလာတဲ့စီးပွားဥစ္စာတွေကမိမိရဲ့မိဘဆွေမျိုးအလုံးသမားစတဲ့ပုံကိုယ်တွေကိုတင့်လျော်အောင်လဲချီးမြှောက်နိုင်ပါစေတဲ့။ပြင်းရည်မမနေပဲလှုပ်တဲ့လှုပ်ထိုက်တဲ့ တာဝန်တရားတွေပေါ့အိမ်မှုကိစ္စတွေအဲလင့်ပေါ်မှာပြုရမယ်ဝတ်တရားတွေအဲ့ဒါတွေမပြင်းမရည်နဲ့လုပ်ငန်းဆောင်ရွက်ပြီးတော့သွားကြမယ်ဆိုရင်မိမိတို့ရဲ့အိမ်တော်ရစ်ဟာတသက်တာဘာလို့ပျော်ရွှင်စရာကောင်းတဲ့အိမ်တော်ရစ်ဖြစ်သွားပါလိမ့်မယ်ဒါကြောင့်ယနေ့မင်္ဂလာမောင်မင်းများဖြစ်ကြတဲ့ကိုကျော်စင်ဝင်းနဲ့မအေးမြတ်မြတ်သူတို့ဟာမိမိတို့ရဲ့ဝတ်တရားတွေကိုအပြည့်အဝလိုက်နာကျင့်သုံးပြီးတော့တရားအပေါ်တရားစစ်မှန်တဲ့မေတ္တာတရားတွေနဲ့ ကျင်သုံးနေထိုင်နိုင်ကြသဖြင့်သာကောင်းသမီးကောင်းသာကောင်းသမီးကောင်းထွန်ကားတဲ့မိဘကောင်းများဖြစ်ကြပါစေကုန်တည်းသာဓုသာဓုသာဓုဂိုင်းဒီစေချာအောင်ဒီစေခွက်ဂိုင်း ဆိုင်အလုံးလိုက်စို့ရှင်ဖရာရှင်ဖရာဤတော်တို့သည်မင်္ဂလာဥက္ခာ၌မင်္ဂလာဥက္ခာ၌ဥဒ္ဓကောင်းမှုဥဒ္ဓကောင်းမှုပြုလို့တော်ကြဥဒ္ဓကောင်းရှင်ဖရာတို့ဤရှင်ဖရာတို့အခန်းတော်၌ကရဏဂုံသီလသောတိကြပြီး၍ရှင်ဟုစွာကိလေသာတို့မှဝေးကွာတော်မူ သောမြတ်စွာဘုရားအားမောမြတ်သောနေသောလို့ဆက်ကပါကုန်ဤမရှင်ဘုရားဘုမတပါဘာစီသာရဏရိတ်တာ၌ယောဂီသူတော်ရှင်တို့နှင့်တကွာသံဃာတော်ရှင်မြတ်တို့အားမောမြတ်သောနေသောတို့ကို ဆက်ကပါကုန်ဤအရှင်ဖရာဘုမတော်ပါဘုမတော်ပါပြိဋ္ဌာတ်တော်ရှင်မြတ်တို့အားဘုဝဝုထုတို့မှဘုဝဝုထုတို့မှသေပေါ်လက်တော်တို့ဤသုံးအဆောင်ဖြစ်စီတို့ကိုတတိအတိဝိပန်းပန်းချ၍ပူရညပါကုန်ဤ ยมทยาภูมาระบาพิมาอดอตริงตัดุอาเอขาคือมวยจาวาบุญอีเยมทยา ဒီကောင်းမှုအပေါင်းသည်ဆင်းရဲခတ်သိဆင်းရဲခတ်သိငြိမ်းရာဖြစ်သောနိဗ္ဗာန်သို့ဥဆောင်ပါစေတည်းဒီကောင်းမှုဤအဖို့ပါကကိုယေသူရှင်ဖြစ်ကုန်သောမိခင်ဖခင်တို့အား၎င်းဆရာသမားတို့အား၎င်းဆရာသမားတို့အား၎င်းဆွေမျိုးညာတိတို့အား၎င်း ပရိသတ်တို့အား၎င်းနတ်တို့အား၎င်းအမြပေးဝေပါကုန်၏အာလုံသောသတ္တဝါတို့သည်အမြရကြအွေကိုစိတ်နှပြားဆန္ဒကြပါစေတည်းဆန္ဒကြပါစေတည်းအမြာအမြာအမြာယူတော်မူကြပါကုန်သော me <laughs>